အားလုံးပဲမင်္ဂလာပါ distribution channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ Okay ဒီနေ့ကကြတော့တစောင်းမိုးလာပြီးနေဖြစ်တဲ့အတွက်ကြောင့်မလို့တစောင်းမိုးလာပြီးနေမှာအထူးပြုလုပ်လို့ရတဲ့နေ့တွေကိုမျှဝေပေးခြင်းပါတယ်။ ဒီဒီလကကြတော့နိုဝင်ဘာလပေါ့နော်နိုဝင်ဘာလဆိုလို့ရှိရင်နိုဝင်ဘာလဟာကိုယ့်ရဲ့ရည်မှန်းချက်တွေမျှော်မှန်းထားတဲ့အရာတွေကိုကောင်းဆိုးလို့လို့ရတဲ့လလည်းဖြစ်တယ်။အာနောက်တစ်ခုကကြတော့ဒီနေ့ပေးမဲ့နေ့တွေမှာဆိုလို့ရှိရင်တော့ပေါ့နော်ကိုလှော့ချသေးတဲ့အရာတွေကိုလှော့ချဖို့ရန်အတွက်နောက်တစ်ခုကကြတော့ကိုလူချင်းဖြစ်ချင်တဲ့ကိုယ့်ရဲ့ရည်မှန်းချက် မျှော်မှန်းထားတဲ့အရာတွေကိုရရှိစေရန်အတွက်လုပ်ရမယ့်နေ့တွေကိုမျှဝေပေးမှာဖြစ်ပါလေရှင်နော်။အယူဆိုများဝေခင်လေးမှာဆိုလို့ရှိရင်တော့ထုံးစံတိုင်းပေါ့နော်ကိုယ့်ရဲ့ဒီရဲ့ဗီဒီယိုဖိုင်လေးကိုကိုယ့်ရဲ့တငယ် ပေါင်းသင်းတွေမြင်ဖို့ရန်အတွက်အရင်ဆုံး share ထားပေးပါကိုယ့်ရဲ့ wallet ကို share ထားမယ်နော်ပြီးတော့ပြီဆိုလို့ရှင်တော့ကိုကုတူယူတာပေါ့နော်ဖြူကိုတည်းကလည်းဒီနေ့ဒဇမုန်လိုက်ပြီးနေ့မှာကုတူယူတဲ့အနေနဲ့အာဒီထက်ကသူတွေကလည်းကုတူယူပါလို့ပြောချင်ပါတယ်โอเคဒါဆိုလို့ရှင်တော့ဒီနေ့မျှဝေပေးမယ်နေ့တွေမှာကကြတော့ကိုကဒီဒီ7လပိုင်းဆိုလို့ရှင်11 11ပေါ့နော်7လပိုင်းမှာဆိုလို့ရှင်တော့ဖြူတို့တွေရဲ့အာကိုရဲ့ပေါ့နော်ဒီကိုရဲ့စိတ်တွေကိုပေါ့နော် တစ်စ်ပေါ့နော် ထိညိပေးနေတာဖြစ်တယ်ထိညိပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလမှာသလို့ရှိရင်တော့ကိုဟာအာကိုဟာပေါ့နော်ဒီလထဲမှာကိုတီ ကိုယ့်ရဲ့အလိုချင်ဖြစ်ချင်တဲ့အရာတွေမျှော်မှန်းထားတဲ့အရာတွေကိုဖြစ်လာဖို့ရန်အတွက်ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်အတိတ်ကဟောင်းနှန်းနေတော့အရာတွေကိုအယုံစုလွှတ်ချဖို့လိုအပ်တယ်ကိုယ့်ရဲ့နှလုံးသားထဲမှာသိထားဖို့မဟုတ်ပါဘူးဒါကြောင့်မလို့ဒီနေ့လှုပ်ပြပေးမယ်နေ့တွေမှာဆိုလို့ရှိရင်တော့တည်တည်ရှာလေးနဲ့လိုက်ပြီးတော့မှလှုပ်ကြည့်ပါအမတာကိုထူးခြားတဲ့အရာလေးကိုတွေ့ရမှာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်စာရွက်လေးပေါ့နော်ဒီလိုမျိုးစာရွက်လေးတရွက်ကိုယူလိုက်ပါเนาะဒီလိုစာရွက်လေးတရွက်ကိုယူလိုက်မယ်ယူလိုက်ပြီးပါပြီဆိုလို့ရှိရင်တော့ဒီစာရွက်လေးမှာအပေါ် มาปอเนาะဒီလိုမျိုးနှစ်ပိုင်းခွဲထားမှာပေါ့เนาะမမဆုပ်ဘူးเนาะဒီလိုမျိုးနှစ်ပိုင်းကိုအပေါ်မှာဆိုလို့ရှိရင်ကိုကဘယ်နဲ့ចောင်းပေါ့ငါးចောင်းဆိုငါးចောင်းเนาะအကိုကိုရဲ့ဒီအရင်ကအလှော့ချရမယ့်အရာတွေကိုရဲ့နှလုံးသားထဲမှာတိတ်တဲ့အရာတွေအရင်ကအရင်ကနေပြီးတော့မှသိစီမိတဲ့အရာတွေကိုဆိုလို့ရှိရင်ဒီစာရွက်အပေါ်မှာရေးလိုက်မယ်ရေးပြီးွားပြီဆိုလို့ရှိရင်တော့အောက်မှာဆိုလို့ရှိရင်တော့ကိုလက်ရှိပေါ့เนาะအခုလက်ရှိမှာပေါ့ ိုလိုချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့စန္ဒတွေကိုယ့်ရဲ့မျှော်မှန်းထားတဲ့အရာတွေကိုယ့်ရဲ့လောက်ကိုင်းတွေစသဖြင့်အဲ့ဒါလေးတွေကိုအောက်မှာရေးရေးပြီးသွားပြီဆိုဒီစာရွက်ကိုမီးရှို့ရမှာဖြစ်တယ်เนาะမီးရှို့ရမှာဖြစ်တဲ့အာဒီညเนาะလပညာ9နာရီမှာ เนาะลาปิญญา9နိုင်ကြီးမှာဒီဒီနည်းကိုလုတ်ပေးပါတကယ်လို့အလုတ်ထဲမှာဖြစ်နေတဲ့သူတွေအာအဆင်သင့်မဖြစ်နေဘူးဆိုတဲ့သူတွေဆိုလို့ရှိရင်12နိုင်မကြုတ်ခင်လုတ်လို့ရပါတယ်เนาะဒါကြောင့်မလို့ဒီအရာလေးကိုဟိုကမီးရှို့ပြီးသွားပြီဆိုတော့မီးပြကြလာတဲ့ပြတွေကိုအေးရဲ့အပြင်ဘက်မှာသွားပြီးတော့မှမှုတ်ထုတ်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ တက်ကိုရှူသွင်းရှူတို့ပေါ့နော်တက်ကိုရှူသွင်းရှူတို့ညင်ညင်တက်တဲ့လေးနဲ့တက်ကိုရှူသွင်းလိုက်မယ်ရှူထုတ်လိုက်မယ်ရှူသွင်းလိုက်မယ်ရှူထုတ်လိုက်မယ်သုံးကြည့်လောက်လုပ်ပြပါပြီဆိုလို့ရှိရင်တော့ meditation လေးထိုင်ပေးပါနော် meditation လေးထိုင်ပေးပါ meditation ထိုင်ပြပါပြီဆိုလို့ရှိရင်တော့ gratitude ပေါ့နော်ကျေးဇူးတရားပွားပေးပါ ကျေးဇူးတရားပွားပေးပါကျေးဇူးတရားကကြတော့ကိုယ်လက်ရှိမှာကင်တွင်နေတဲ့အရာတွေသုံးဆောင်နေတဲ့အရာတွေနော်ဘယ်ပြည့်စည်မစိုးဒီလက်ရှိကင်နေတဲ့ phone လေးပဲဖြစ်ဖြစ်ကိုယ်သုံးနေတဲ့အရာလေးတွေကိုယ့်ရဲ့အဝတ်အစားကိုယ့်ရဲ့ပတ်စံအိတ်စသဖြင့်ပေါ့နော်အဲ့ဒါလေးလေးကိုကင်တွယ်ပြီးတော့မှကျေးဇူးတရားပွားပေးပါ เนาะအရန်ထူးကြတဲ့နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရာဒီအခုလှုပ်လိုက်တဲ့အရာကနေပြီးတော့မှကိုယ်မှာကောင်းသော energy ဆွမ်းအင်တွေကောင်းသောအရာတွေဝင်လာမှာဖြစ်ပါတယ်ကောင်းသောအရာတွေဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညမှာတတိချာလေးနဲ့လိုက်လို့ပါเนาะတတိချာလေးနဲ့လိုက်လို့ပါအာဒီအရာလေးကိုလှုပ်လိုက်ပြီးပါပြီဆိုရင်တိတိတားလေးနဲ့ကိုယ့်ရဲ့ဘဝမှာပြောင်းလဲမှုတွေရရှိလာမှာဖြစ်ပါတယ်เนาะ အာကိုတီမေးလျော့နေတဲ့အရာလေးပေါ့နော်ဒီလျှော့ချရမယ့်အရာတွေကိုမေးလျော့ပြီးတော့မှဆွဲဆိုးကင်ထားတယ်ဆွဲထားတယ်အဲ့ဒီအရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှလျှော့ချရမယ့်အရာတွေကိုတီမကောင်းမှန်းသိနေရတဲ့ကင်ထားတဲ့အရာတွေကိုလျှော့ချပါမသိသားပါနဲ့လျှော့ချပြီးသွားပြီဆိုလို့ရှိရင်တော့ လောက်ချပြသွားပြီဆိုရှင်တော့အစ်စ်အစ်စ်ပေါ့နော်အစ်စ်အစ်စ်တော့စွန့်အစ်စ်တွေကိုပြန်ထက်ပါဒါဆိုလို့ရှိရင်ဒီနေ့ကိုလှုပ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဘဝမှာပြောင်းလဲမှုတွေတိုးတက်မှုတွေအများကြီးရရှိလာမယ်ဆိုတာကိုဖြူယိုကြည့်ပါတယ်နော်โอเคဒါဆိုလို့ရှိရင်တော့ဒီဒီလကကြတော့7 7ပေါ့နော်ဒီ11 11 folder လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာဆိုလို့ရှိရင်ဒီ11 11 folder 17ရက်နေ့ကြာလို့ရှိရင်တော့ကိုယ့်ရဲ့ပေါ့နော်ဒီအတန်ပေါ့နော်ကိုယ့်ရဲ့နှလုံးသားတွေကနေပြီးတော့မှာ ထွက်လာမဲ့အတန်ကိုကြားရမဲ့နေ့လေးတစ်နေ့ရှိပါတယ်။အဲ့ခါကျတော့ဒီအတန်ကိုဘယ်လိုနားထောင်ရမှာလဲဘယ်လိုမျိုးစလုပ်ရမှာလဲဆိုတဲ့မသိသေးတဲ့သူတွေဆိုလို့ရှိရင်တော့ဖြူအာဒီအလံဘက်အလံဘက်ဖော်တက်ဆိုပြီးတော့မှ17ရက်နေ့17လပိုင်းမှာဖွင့်ထားပေးတဲ့သင်တန်းလေးရှိပါတယ်။အဲ့သင်တန်းလေးကို join လို့ရပါတယ် energy wall လေးပြုလို့မှဖြစ်တဲ့အတွက်ကြောင့်မလို့ join လို့ရပါတယ်။ happy money အနေနဲ့ကကြတော့ဖြူကမြန်မာငွေဆိုလို့ရှိရင်11100 11100ချမ်းနဲ့လုပ်ပေးထားတယ်။ထိုင်းဘတ်ဆိုလို့ရှိရင်111ဘတ်နဲ့ပြုလို့ပေးထားတာ ာဖြစ်တဲ့အတွက်ကြောင့်မလို့မြည်သူမဆိုလာရောက်ပြီးတော့မှ energy ဝတ်တူလို့လို့ရန်ဖိတ်ခေါ်ချင်ပါတယ်เนาะ ဆက်တက်မင်းကြီးအနေနဲ့ပြုပါပြုလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ရောက်လာတဲ့သူတွေအားလုံးအတွက်ကိုအကျိုးရှိစေမယ်လို့ပြုပါယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီ17ရက်နေ့17လပိုင်းမှာဒီအရန်ကိုကောင်းမွန်တဲ့နေ့တစ်နေ့မှာအလင်းပဲအလင်းပဲ fortan နေ့မှာလာရောက်ပြီးတော့မှဖြစ်နေတူတူ energy wall တွေပြုလုပ်ကြဖို့ရန်အတွက်အဲလာပြီးတော့ပြုလုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့ energy wall ဆိုပြီးတော့မှ comment လေးတွေမှာရေးပေးသွားမယ်နောက်တစ်ခုကဖိတ်ရမေ့စာမှာလာပြီးတော့မှ energy wall လို့ရေးပေးသွားလို့လည်းရပါတယ်လို့ပြောကြရင်းနေပေါ့နော် အာဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲအစိုးသပါတယ်အတူတူလိုက်လို့ရင်းနေပေါ့နော်ကိုယ့်ရဲ့ဘဝတွေတိုးတက်ပြောင်းလဲရန်အတွက်ဘဝမှာပြည့်စုံကြွားလောတာတဲ့သူတွေဖြစ်ကြပါစေเนาะအတူတူပြုလို့ကြပါမယ်အတူတူကျေးဇူးတရားပွားများပြီးတော့မှချမ်းသာကြွားခြင်းတွေကိုဆွဲငင်ယူကြမယ်လို့ပြောကြရင်လည်းဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲစိုးသပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်